မိဘမဲ့ကောင်မလေးရဲ့ရွှေရောင်နှလုံးသားဟဲ့ကောင်မအန်နာရေခက်တာဘာလို့ဒီလောက်ကြာနေရတာလဲအဝတ်တွေရှော့ပကန်းတွေဆေးရအောင်မယ်ညင်ဒီလောက်ကြာနေတော့ဘာလို့လုပ်မလဲအခုချက်ချင်းလောက်ပါမယ်မေမေဘာလို့မေမေလောက်ခေါ်နေရလဲနေမေကိုမွေးရင်တက်ခဲ့တဲ့ကောင်မအခုငါ့ကိုပါတက်ချင်နေရလားအော်စတေစီလေးတမီးနိုးလာပြီလားညင်လို့မကောင်းလားတမီးဟုတ်မေမေဘိုက်စာလို့ပါတခုခုစားချင်တယ်အမလေးကြည်စံငါတမီးလေးဘိုက်စာနေပြီ ဒီမိစ္ဆာမကတော့အခုဒီထမင်းတော့မချသေးဘူးရက်ကြည့်နေဦးမလားထမင်းချက်တော့မလားချက်ချင်းချက်ပါမယ်မမေမမေဒီနေ့တမီးငါးရင်စားကျင်တယ်တမီးလေးကငါးရင်စားကျင်တာလားဒါဆိုဒီနေ့ငါးရင်ချက်တာပေါ့ဟဲ့အန်နာနားထောင်စမ်းငါတမီးလေးကငါးစားကျင်တယ်တဲ့မြေထဲသွားပြီးငါးလက်လက်ဆက်ဆက်သွားဖမ်းကြည့်ဟုတ်ကဲ့သွားဖမ်းပေးပါမယ်အန်နာဒီငါးများတဲ့ယူကားထွက်သွားသည်ဟင်ဒီနေ့ငါးတကောင်မှမမိပါလားငါဘာလုပ်ရမလဲအမေ တမီးမျိုးရမ်းလွမ်းနေဘာလို့တမီးကိုထားသွားခဲ့ရတာလဲတမီးကအဲ့လောက်တောင်ဆိုးလို့လားပြောပါဦးမေရဲ့အန်နာမျက်ရည်ကျနေစဉ်မော်လောကသို့ရုတ်တရက်ရောက်သွားလေသည်ဟင်ဒါပဲနေရလဲတရားဟုတ်ကဲပါအိုးကျမကလေးတို့ကဲပါမိထဲမှာပိတ်မိနေတယ်ကုညီပါတမီးလေးတမီးကဲပေးနိုင်မလားကုညီပါအိုးစိတ်မပူပါနဲ့ငှက်မရေငါကဲတင်ပေးပါမယ်အန်နာသည်မိငိမ့်သက်ပြီးငှက်ကလေးများကိုကဲတင်ပေးလိုက်သည် တမီးတို့အများကြီးကျေးဇူးတင်ပါတယ်ဒီရှိရလမ်းတိုင်းဆက်သွားလိုက်ပါအန်နာခီးဆက်လာပြီးမြေကမ်းနားအရောက်တွင်ဟမ်မြင့်ရီကဘလို့ဖြစ်လို့ခန်းချောက်နေရတာလဲအိုးလက်စုတ်ကဒီမှာရှိနေတာကိုအဲ့လက်စုတ်ကငါ့မိရဲ့နောက်ဆုံးပစ္စည်းပဲအခုချက်ချင်းပြန်ပေးမင်းတို့ကနေတိုင်းငါတို့ကိုဖမ်းပြီးတတ်နေတာမင်းတို့ဒီလက်စုတ်ပြန်မပေးဘူးငါ့မှာလည်းရွေးချယ်ခွင့်မရှိပါဘူးငါမိတွေကခိုင်းလို့လုပ်ရတာပါကောင်းပြီငါလက်စုတ်ပြန်ပေးမယ် ဒါပေမဲ့မင်းကငါတို့အတွက်တခုခု လုပ်ပေးရမယ်ဟိုတောင်ကုန်းပေါ်မှာစုံမတစ်ယောက်နေတယ်။ तू ကသူ့ရဲ့မောပညာအစွမ်းနဲ့မိရေကိုခန်းချအောင်လုပ်နေတာ။ဒီတိုင်းဆိုရင်မိရေရဲ့အကုန်ခန်းပြီးငါတို့ရေတရားတော့မယ်။မင်းကအဲ့ဒီစုံမကိုတားဆီးပြီးမောပညာကိုအဆုံးသတ်ပေးရမယ်။ကောင်းပါပြီ။မင်းတို့အတွက်ငါလုပ်ပေးပါမယ်။ဒါပေမဲ့ငါ့ကိုဂရုပေးရမယ်။အဲ့ဒီစုံမကိုငါတားဆီးနိုင်ရင်ငါမရဲ့လက်စွပ်ကိုပြန်ပေးရမယ်သဘောတူလားဟုတ်ပြီဟုတ်ပြီငါကတိပေးတယ် အနာသည်စုံးမကြီးရှိရာတောင်ကုန်းစီသို့ခီးဆက်ခဲ့လေသည်ဒီမြေတွေခန်းသွားတာနဲ့ငါငါတွေကိုငါစားရတော့မယ်အဲ့ဒါဆိုငါငါဖမ်းစရာမလိုတော့ဘူးမင်းဒီကနေသွားတက်ပြီဒီစုံးမစိုးတယ်သူငါ့ကိုဒီလောင်ထဲထောင်ထားတာမင်းကိုမဖမ်းလိုက်မယ်တွတ်တွတ်ငါမင်းကိုလွတ်ပေးလိုက်မယ်ပြေတော့သွားမဟုတ်ဘူးမဟုတ်ဘူးငါကြောက်တယ်ထွက်မပြေးရဘူးစုံးမငါ့ကိုပြန်ဖမ်းမှာပဲဒီမှာပဲနေတော့မယ် ကောင်းပြီလေဒီလိုဆိုရင်တော့ငါမင်းတို့ဒီဆုံးမဆရာကဲနေရတော့မယ်ဟမ်နင်းမသူလဲဒီမှာပါလာလောက်တာလေခမည်းမော်ပညာကိုရက်တင်ပြီခမည်းလုံနေတာကြောင့်မြင့်ရည်တွေခမ်းပြီးငါတွေတေးကုန်ပြီးကျေးဇူးပြုပြီးဒါမျိုးမလုပ်ပါနဲ့စိတ်ဝင်စားစရာပဲငါအဲ့ဒီငါတွေကိုအကုန်စားမှာငါလိုက်ဖမ်းရတာပင်မလာပြီအဲ့ဒါကြောင့်မြင့်ရည်ကိုခမ်းအောင်လုပ်နေတာခမည်းဒါမျိုးမလုပ်တင်ဘူးမလုပ်ပါနဲ့အိုး ဘသူမှငါ့ကိုတားလို့မရနိုင်ဘူးအခုနင့်ဟောပါငါအဖြစ်ပြောင်းပြီးစားပြစ်မယ်ဆုံးမကအနာကိုပေါ်ပညာနဲ့ငါအဖြစ်ပြောင်းလိုက်တော့သည်အခုငါဈေးကနေဟင်းခတ်အမွှေးချိုင်တွားယူမယ်ပြီးရင်နင့်ကိုချက်စားပြစ်မယ်ချက်တူရေနားထောင်ငါ့ကိုကူညီပါအောင်မင်းခုတက်တိမရှိရင်ဒီဆုံးမဘရောမှဖယ်ရှားနိုင်မှာမဟုတ်ဘူးမင်းကအရန်ရဲရင်ပြီးတက်တိရှိတဲ့ကလေးပါငါမင်းကိုကူညီပါမယ် ခုရဲ့ဒီဆုံးမကြီးဤမော်ဆေးဘူးကိုတွားလိုက်သည်ထို့နောက်အန်နာကိုလူအဖြစ်ပြောင်းပေးလိုက်တော့သည်ဒီမှာဒီမော်တောင်ဝေးကိုယူထားဒီတောင်ဝေးနဲ့ဆိုရင်ဆုံးမကောင်းကောင်းသင်္ကန်းစားပေးနိုင်မယ်ဟင်ဘသူကနင့်ကိုပုံမှန်တိုင်းပြန်ဖြစ်စေတာလဲဘသူလဲဆိုတာ तू ကပြောပြလိုက်မယ်နင်းကလူတွေကိုဖမ်းမိထောင်ချတယ်အခုနင်းပြစ်တွေပြန်ပေးဆက်ရတော့မယ်အန်နာသည်ဆုံးမကိုပိန်ချောင်တကောင်ဖြစ်ပြောင်းလိုက်လေသည်ဘာလို့လဲဘာလို့ဒီလိုလုပ်ရတာလဲ ငါငါပဲစားချင်တာနင်းလူတလောက်ငါတွေရခဲ့ပြီးသားဒါပေမဲ့နင်းကလောဘကြီးပြီးအကုန်လုံးကိုစားချင်တယ်လိုအပ်တာနဲ့လောဘရဲ့ကွာခြားချက်ကကြီးမားတယ်နင်းလောဘအတွက်တခြားသူတွေကိုနင်းဒုက္ခပေးနေတာခွင့်လွတ်ပါငါလောဘကြောင့်မျက်စိကွယ်သွားခဲ့တာမင်းပြောတာမှန်တယ်ငါလိုအပ်တယ်လို့ပဲယူသင့်တယ်ခွင့်လွတ်ပါနော်ငါရဲ့မှုပညာကိုရက်တက်မယ်ဒီနေ့အစပြီးဘသူကမှ မတတ်တော့ဘူးမင်းကငါရဲ့မျက်စိကိုဖွင့်ပေးလိုက်တာပါပဲငါ့ကိုပြလွတ်ပေးပါနော် အနာကဆုံးမလေးကိုလူအဖြစ်ပြန်ပြောင်းပေးလိုက်တော့သည်တမီးရဲ့အရန်ချစ်စုတင်ပါတယ်အနာမင်းကတကယ်ကိုအရန်ချစ်စရာကောင်းပြီးစိတ်ကောင်းရှိတဲ့ကလေးပါငါတို့အားလုံးကိုကယ်တင်ပေးခဲ့တယ်ငှက်မရဲ့အတိုက်ကိုရောဒီကျက်တူရွေးကိုပါကယ်ခဲ့တယ်ဟင်ဒါပေမဲ့ခမရမလို့သိတာလဲငါအရာရာကိုသိတယ်ငါမင်းကိုစမ်းတမ်းနေခဲ့တာအခုငါမင်းကိုတစ်ခုခုပေးမယ်အဲ့ဒါဆိုရင်မင်းငါဖမ်းနေစရာမလိုတော့ဘူး ငါကြီးကမှော်စွမ်းများဖြင့်ရွှေများပြုတ်လုပေးလိုက်သည်။အိုးရွှေရည်များကြီးပဲ။ဟုတ်တယ်မင်းတောင်ရားထိုက်တယ်။ဘာလို့လဲဆိုတော့မင်းရဲ့နှလုံးသားကဒီရွှေထပ်ပေါ်တံမိုးရှိလို့ပဲ။ဒီမှာမင်းမရဲ့လက်စွပ်ကိုယူလိုက်ပါ။ကျေးဇူးတင်ပါတယ်။ခမရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူး။အရန်ကျေးဇူးတင်ပါတယ်။ထို့နောက်အန်နာသည်ရွှေများနှင့်လက်စွပ်ကိုယူကာအိမ်သို့ပြန်လာခဲ့သည်။အိုးဒါပါရီလေ။ဟမ်ရွှေလည်းများကြီးပဲ။ ဒါတွေဘယ်ရရလဲအန်နာကသူမကြုံတွေ့ခဲ့ရတဲ့မော်လောကအကြောင်းကို ပြန်လည်ပြောပြလိုက်သည်။အိုးဒါဆိုရင်မိမိနဲ့တမီးလည်းသွားပြီးရွှေ့ရအများကြီးယူကြည့်မယ်။အဲ့ဒီအချိန်နင်ထမင်းဟင်းတွေအစင်းစစ်လောက်ထားရမယ်။မိရွေနဲ့တမီးစတေစီတို့သည်အန်နာသွားခဲ့သည့်လမ်းအတိုင်းလိုက်သွားကြလေသည်။အိုးဟူဒါတကယ်ကိုကောင်းတဲ့နေရာပဲ။အခုငါတို့ဒီကနေရွှေ့ရအများကြီးယူသွားမယ်။ကဲပါဦးကလေးတွေကိုကဲပေးပါ။ကျမအတိုက်ကိုကဲပါဦး။နင်ယူနေလား။ နင်းသားကိုကဲဖို့ငါတို့ကဘာလို့အသက်ကိုစွန့်ရမှာလဲငါတို့တခုခုဖြစ်သွားရင်ဘလို့လုပ်မလဲသွားမေမေမေရွှေယူဖို့လာတာရွှေမြန်သွားယူရအောင်မြကန်းနာရှိငါးကြီးနာတို့ရောက်လာသည်ဟဲ့ငါနင်ကငါ့အနာကိုရွှေပေးခဲ့တဲ့သူလားနင်ကသူ့မေလားဟုတ်တယ်ငါသူ့မေပဲအခုငါတို့ကလည်းရွှေပေးစမ်းရွှေပေးစမ်းဟုတ်လားရွှေတော့မရဘူးငါးကြီးသည်မှော်ဆွမ်းဖြင့်သူတို့ကိုဖားဖြစ်ပြောင်းလိုက်သည်အိုးဘလို့ဖြစ်တာလဲငါတို့ဘာလို့ဖားဖြစ်သွားရတာလဲ ဘာလို့လဲဆိုတော့ညီတို့နှစ်ယောက်လုံးကပြင်းကြီးတယ်အချောင်ခိုးတယ်ပြီးတော့လောဘကြီးတယ်နေရအန္နာမီတွေညီတို့နှစ်ယောက်လုံးကသူ့ကိုအရန်ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့တယ်ဒါအဲ့ဒီအတွက်အပြစ်ပေးတာပဲမဟုတ်ဘူးမဟုတ်ဘူးကျေးဇူးပြုပြီးခွင့်လွှတ်ပါကျမတို့သူ့ကိုဘယ်တော့မှမဆိုးတော့ပါဘူးရွှေလည်းမလိုတော့ပါဘူးကျေးဇူးပြုပြီးကျမတို့အရင်လိုပြန်လုပ်ပေးပါကျမတို့အမားတွေကိုပြင်ပမယ်ကဲမင်းတို့ဂရိကိုတော့တီးပါအခုပြောချင်းစွာအတူတူနေကြတော့ ကျေးဇူးပြုပြီးခွင့်လွှတ်ပါသမီးရဲ့ငါတို့နှစ်ကိုအရန်နာကြအောင်လုပ်ခဲ့မိတယ်ငါတို့လုပ်ခဲ့တာတွေအတွက်နောင်တရရှက်မိပါတယ်ခွင့်လွှတ်ပါတော့သမီးရဲ့အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တအူးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်ပရိသတ်တွေအားလုံးလည်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်